အလုံးမဲ့မင်္ဂလာပါ The Great Godzilla Drama ဖြစ်ပါတယ်သူနဲ့မနက်ဖြန်ငွေကြေးကန်ချိန်ကိုဖတ်ကြားပေးမှာဖြစ်ပါတယ်မနက်ဖြန်မှာငွေကြေးကန်ချိန်နဲ့ပတ်သက်ပြီးတော့ငွေကြေးကန်အရင်ကြီးကောင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုကိုကိုရှိနေတယ်ပေါ့နော်ငွေကြေးပန်ဆန်မှုကိုတော့ရုပ်ရောင်လုံးမဲ့သူမျိုးတွေကိုအစီအမင်းနေတယ်ထင်လို့ရှိရင်ပေါ့နော်ဂုံးစိမဲ့သူတွေ ငွေကြေးရယ်အလောက်ကရန်နဲ့ပတ်သက်ပြီးတော့ကိုယ့်စီမှာရှိတဲ့အရာကိုလမ်းလွဲသွားအောင်မကောင်းသောတိုက်ခတ်တွေနဲ့ဖြစ်စေမကောင်းသောရည်ရချက်နဲ့ဖြစ်စေပြောဆိုပြုမူဒါမျိုးလေးတွေကြုံရတတ်ပါတယ်အမနာပြတ်မှာအလောက်ကနဲ့ပတ်သက်ပြီးတော့လေငွေကြေးရှင်းနည်းစရာရှိတယ်ဆိုရင်မင်းရင်းနှီးပါနဲ့哦အချိန်ခဏလောက်တော့ဆောင်းလိုက်ပါ မနက်ဖြန်ကတော့အရင်နေကောင်းထဲမှာမပါဘူးပေါ့နော်ပြီးတော့ဝေကြီးလောက်ကနေပတ်သက်ပြီးတော့လေကိုကိုဘကလုံးကျူးလို့မဟုတ်ဖ ೇನೆ ပေါ့နော်ကိုမသိလိုက်တဲ့ကိစ္စတွေမှာအပြစ်ထိုးချတာမျိုးလေးတွေကြောင်းရတတ်တယ်အဲ့တော့ဘလောက်ပဲခင်မရင်းနှီးပါစေတမိုးရှိတဲ့အရာငွေကြီး ဲ့လိုຢာတွေနဲ့ပတ်သက်ပြီးတော့ခဏလောက်ကင်နှားပါဆိုပြီးတော့ပေးထားတာမျိုးအပ်ထားတာမျိုးမနှက်ဖြတ်မှာလောက်တာမျိုးရှိလို့ရှင်လက်မခံပါနဲ့နော်တစ်ချိန်မှာဒါတွေကသူများအပြစ်ကိုယ့်အပြစ်ဖြစ်တာမျိုးတွေကျုံရတတ်ပါတယ်ပြီးတော့မနှက်ဖြတ်မှာငွေကြေးလက်မလွယ်ဘူးလဲတတိထားပါချင်းငါမိတယ်ဆိုလို့ရှင်အနာဂတ်မှာပြန်ပြီးတော့မရတာမျိုးတွေ blind ပေါ့နော်ကိုယ်ပြန်မပေးဘဲနဲ့ ရုပ်တည်နဲ့အနိုင်ကျင့်သွားတာမျိုးတွေကြုံရတတ်ပါတယ်။အဲ့လောက်ကန်ကြီးရနဲ့ပတ်သက်ပြီးတော့လည်းတကယ်ဆိုလို့ရှိရင်မတော့လောက်ကန်ကြီးရပိုင်းမှာကိုထက်ပါဝါအာဏာရှိပြီးသားကိုထက်လည်းလုပ်ငန်းကြီးပြီးသားသူတွေကတောင်မှပဲကိုပြန်ပြီးတော့ပေါ့နော်နှီးချေချင်တာမျိုးတိုက်ခတ်ချင်တာမျိုးတွေကြုံရတတ်တယ်။မကောင်းသောနေရာများကိုခေါ်ဆောင်သွားခြင်းခံရတတ်တယ်။ကိုတော့ဆိုးကျိုးဖြစ်မဲ့အရာမျိုးတွေကိုလှုပ်ပါလှုပ်ပါလို့ပေါ့နော်တိုက်တွန်းခြင်းနေ ခံရတတ်တယ်။ စိုးကျဖြစ်စေမဲ့မကောင်းသောအပေါင်းအသင်းတွေနဲ့မိဆက်ပေးခြင်းမျိုးတွေကြုံရတတ်တယ်။ဒါကြောင့်မလို့မနက်ဖြန်မှာအပေါင်းအသင်းအစ်တတွေရခဲ့တယ်ဆိုလို့ရှိရင်လည်းအစအစအရာတတိထားပေးပါ။လုံငန်းအစ်တတွေလောက်ကမယ်ဆိုလို့ရှိရင်လည်းမစစ်မှန်တဲ့သူလူအတုအယောင်နေနဲ့တွေးနိုင်မှုရာခိုင်နှုန်းတော်တော်များတာမှုအစအစအရာတတိထားပေးဖို့ဖတ်ကြားပေးလိုက်ပါရစေ။ဒါဆိုရင်အားလုံးပဲစီးပွားလှလှပါများပွင့်လန်းကြပါစေလို့ဆုမကောင်းတောင်းမိလိုက်ပါရစေ။